အခုတွေ့မြင်နေရတာကတော့မြင်းကလေးရင်လှုပ်တဲ့နေကမိုးမျှော့တိုက်တစ်ခုနဲ့တစ်ခုကိုချိန်ဆက်ထားတဲ့တရာပြက်လူနီပါဖြစ်နေတဲ့အချိန်မှာအမျိုးသားတဦးဟာအဲ့ဒီပြက်လူနီပါဖြစ်နေတဲ့တရာကိုပြေးလွှားခုံကျော်ပြီးတစ်ဖက်တိုင်းမှာရှိနေတဲ့ကလေးငယ်နဲ့အမျိုးသမီးကိုကယ်တင်ဖို့စူးစမ်းခဲ့ပါတယ် ဖြစ်စဉ်ကတော့ပြီးခဲ့တဲ့မလ28ရက်နေ့နေ့လယ်ပိုင်းမှာထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံမှာငလျင်တွေပြပြင်းထန်ထန်လှုပ်ခတ်ခဲ့ပြီးမြန်မာနိုင်ငံမှာရှိတဲ့မျိုးတတော်မများနဲ့ဘာသာရေးအဆောက်အအုံတတော်မများဟာပြိုကျပျက်စီးခဲ့တဲ့အပြင်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့မိုးမြှော့တိုက်တချို့ဟာဆိုရင်လည်းပြိုကျပျက်စီးခဲ့ပါတယ်။အဲ့ဒီအချိန်မှာတော့ဘန်ကောက်မြို့မှာရှိတဲ့မိုးမြှော့တိုက်တစ်ခုနဲ့တစ်ခုကိုချိန်ဆက်ထားတဲ့တရာဟာမြင်းငလျင်လှုပ်ခတ်မှုကြောင့်ပြက်လို့နေပါဖြစ်နေခဲ့ပြီးအဲ့ဒီအချိန်မှာတော့အမျိုးသားတအူဟာတစ်ဖက်တိုင်းမှာရှိနေတဲ့ကလေးငယ်နဲ့အမျိုးသမီးကိုကယ်ဖို့အတွက် အဲ့ဒီပြက်လူနီပါတရားကိုဖျက်ကျော်ပြီးနောက်တိုက်တစ်ခုမှရှိနေတဲ့ကလေးငယ်နဲ့အမျိုးသမီးကိုကယ်တင်ဖို့ကြိုးစားခဲ့ပါတယ်။အဲ့အချိန်မှာတော့ငလျင်တန်းကြောင့်ဝုံမြော့တိုက်တစ်ခုနဲ့တစ်ခုကိုချိန်ဆက်ထားတဲ့တရားပြက်လူနီပါဖြစ်နေတဲ့အချိန်ကိုဗီဒီယိုရိုင်းယူထားတဲ့မှတ်တမ်းတွေထဲမှာထိုအမျိုးသားရဲ့ပြေးသွားတဲ့အချိန်ကိုတွေ့ခဲ့ရပြီးအိုင်းနောက်ပိုင်းမှာတော့ထိုင်းတရင်ဌာနတွေဟာထိုအမျိုးသားဘယ်သူဘယ်ဝါဖြစ်တဲ့ဆိုတာကိုသိရဖို့အတွက်စုံစမ်းခဲ့ကြပါတယ်။နောက်ပြီးသိရတာကထိုအမျိုးသားဟာကိုရီးယားနိုင်ငံသားတစ်ယောက်ဖြစ်ပြီး အဲ့ဒီနေ့နေ့လယ်ပိုင်းလောက်မှသူဟာသူနေထိုင်တဲ့ကွန်ဒိုတိုင်ရဲ့တဖက်မှရှိတဲ့ဂျင်တစ်ခုမှဂျင်သွားကစားနေခဲ့ပြီးဂျင်စောနေရင်နဲ့ငလျင်လှုပ်ခတ်လာတာကြောင့်တဖက်တိုင်ရဲ့အထက်30မှာနေထိုင်နေတဲ့သူ့မိမနဲ့ကလေးကိုကယ်ဖို့အတွက်ပြက်လူနီပါဖြစ်နေတဲ့မိုးမြော့တိုက်ပေါ်ကတရားကိုပြေးလွှားခုံကျော်ပြီးသူ့အသက်ကိုမငယ်ပဲမိမနဲ့ကလေးကိုကယ်တင်ဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။နောက်ပြီးတရားတာကသူဟာကိုရီးယားနိုင်ငံသားတစ်ယောက်ဖြစ်ပြီးသူ့ရဲ့နာမည်ကတော့ရောင်ကျွန်ဖြစ်ပါတယ်။နောက်ပြီးထိုင်းတည်င်းမှာပြောတာကအိုပါရောင်ကျွန်ရဲ့မိမဖြစ်သူခွန်ဘိုဆိုသူ ဟာထိုင်းအမျိုးသမီးတဦးဖြစ်ပြီးအဲနေကအခန်းထဲမှာကလေးနဲ့အတူလိုက်လွှင့်ပြီးဈေးရောက်နေတဲ့အချိန်မှာငလျင်လှုပ်ခတ်လာတာကြောင့်ခွန်ဘိုဆိုတဲ့အမျိုးသမီးရဲ့သူ့ရဲ့ကလေးရဲ့အိမ်အကူရဲ့ဟာတိုက်အောက်ကိုပြေးဆင်းသွားခဲ့တာကြောင့်အိုပါအခန်းရောက်လာတဲ့အချိန်မှာမိမနဲ့ကလေးမရှိတော့လို့ ူဟာအရန်ကိုစိတ်ပူပြီးမိမနဲ့ကလေးကိုလိုက်ရှာဖို့အတွက်တိုက်အောက်ကိုပြေးဆင်ခဲ့ပါတယ်။ဒီလိုနဲ့တိုက်အောက်ကိုရောက်တော့သူအရန်ချေရတဲ့မိမနဲ့ကလေးကိုအန်ဒီရဲ့ကင်းစွာပြန်တွေ့ခဲ့ရတာကြောင့်အရန်ကိုမှပျော်ရွှင်ဝမ်းသာသွားခဲ့ပါတယ်။အိုင်နောက်ပိုင်းမှာတော့အူပါရောင်ဂျွန်ဟာငလျင်ကြောင်ဂမန်းကရန်ထွက်ပြေးခဲ့ရလို့ဖနှမ်းမပဖြစ်နေတဲ့အိမ်အကူအမျိုးသမီးကိုဖနှမ်းဝဲပေးခဲ့ပြီးအားလုံးကိုခေါ်ကာသူချေရတဲ့မိသားစုနဲ့အတူမူကထားဆိုင်မှာမူကထားသွားစားခဲ့ပါတယ်။အိုင်နောက်ပိုင်းမှာတော့ထိုင်းတည်ရင်ဌာနမှာငလျင်ကြောင်မိုးမျှော့တိုင်နှစ်ခုကိုချိတ်ဆက် ားတဲ့တရာပြက်လူနီပါဖြစ်နေတဲ့အချိန်ကိုပြီးလွှားခုံကြော်ပြီးမိမနဲ့ကလေးကိုကယ်ဖို့အတွက်စွန့်စားခဲ့တဲ့အိုပါယောင်ဂျုံကိုမေးမြန်းမှုပြုလုပ်တော့ ိုရီးယားနိုင်ငံသားရောင်ကျုံဆိုသူပြောပြတာကအဲနေကကျွန်တော်ဂျင်ကစားနေတဲ့အချိန်မှာငလျင်လှုပ်လာတာကြောင့်အတော်လေးကိုထိတ်လန့်သွားတယ်။အဲအချိန်မှာကျွန်တော်စိတ်အပူဆုံးကမိန်းမနဲ့ကလေးဖြစ်ပြီးအတွေ့အထဲမှာရှိတာကဘာကြီးပဲဖြစ်နေမိန်းမနဲ့ကလေးကိုရောင်းအောင်ကယ်မယ်ဆိုပြီးမိုးမျော့တိုင်နှစ်ခုကိုချိတ်ဆက်ထားတဲ့သရားဘော့ကနေပြီးသွားနေတဲ့အချိန်မှာသရားဟာနှစ်ပိုင်းပြက်ခဲတာကြောင့်အသက်ဆုံးပြီးခုန်ကျော်ခဲတာဖြစ်တဲ့ကျွန်တော်ပြေးလာတဲ့အချိန်မှာသရားပြက်ထွက်သွားတဲ့အတန်ပတ်ဆိုပြီးကျွန်တော်ကြားလိုက်တယ်။ဒါပေမဲ့ကျွန်တော်အနောက်ကိုလုံးဝလှည့်မကြည့်ဘူး။နောက်ပြီးကျွန်တော်လည်းကံကောင်းစွာနဲ့ဘာမှ မှမဖြစ်ခဲ့ဘူးပွန်ပဲတန်းရာလောက်တာရရှိခဲ့ပြီးဒီလိုနဲ့ကျွန်တော်လဲမိမနဲ့ကလေးရှိမဲ့အခန်းကိုပဲပြေးသွားခဲ့တာဖြစ်ပြီးဟိုရောက်တော့မိမနဲ့ကလေးဟာအခန်းထဲမှာမရှိတော့ပဲတိုက်အောင်မှဆင်ပြီးရှောင်းနေခဲ့ကြတာဖြစ်တယ်လို့ရောင်ကျွန်ဆိုတဲ့အမျိုးသားမှပြောပြပါတယ်နောက်ပြီးအိုပါရဲ့မိမဖြစ်သူခွန်ဘူဆိုတဲ့အမျိုးသမီးပြောပြတာကအဲ့ဒီငလျင်လှုပ်တဲ့အချိန်မှာသူမတို့လည်းအတော်လေးကိုထိတ်လန့်ခဲ့ပြီးအတော်လေးကိုလည်းကြောက်နေခဲ့တယ်သူမရောက်ကြနေရမှာသူမသားဆိုရင်အခုလို့လှုပ်ရဲခဲ့မှာမဟုတ်ဘူးနောက်ပြီးအိုပါဟာသူမနဲ့ကလေးကိုနံပါတ်1နေရာမှာ ထားပေးတဲ့အတွက်အရန်ကိုကျေးဇူးတင်ပြီးအရင်ကားထက်ကိုပိုချစ်တယ်။နောက်ဆိုဒါမျိုးမလုပ်ပါနဲ့လို့။ဦးပါရဲ့မိန်မဖြစ်သူခွန်ဘိုးဆိုတဲ့ထိုင်းအမျိုးသမီးမှပြောပါရတယ်။ ဟုတ်ကဲ့ပါကျွန်တော်အခု ပြန်လည်ပြောပြပေးသွားတာကတော့ငလျင်လှုပ်ခဲတဲ့နေ့ကဘန်ကောက်မြို့မှာရှိတဲ့မိုးမြှော့တိုင်နှစ်ခုကိုချိတ်ဆက်ထားတဲ့တရာဟာငလျင်တန်းချောင်းပြက်လူနီပါဖြစ်နေခဲ့ပြီးအဲ့အချိန်မှာတော့ရောင်ကျွန်းဆိုတဲ့ကိုရီးယားအမျိုးသားဟာတစ်ဖက်တိုင်းမှာရှိနေတဲ့သူ့ရဲ့မိန်းမနဲ့ကလေးကိုကယ်ဖို့အတွက်ပြက်ထွက်သွားတဲ့တရာကိုပြေးလွှားခုံကျော်ပြီးမိန်းမနဲ့ကလေးကိုကယ်ဖို့စူးစမ်းခဲ့တဲ့အဖြစ်အပျက်တစ်ခုကိုကျွန်တော်ပြန်လည်ပြောပြပေးသွားတာပဲဖြစ်ပါတယ်